စီမံခန့်ခွဲပညာဟာအလွန်ကျယ်ပြန့်ပါတယ် management ပညာအလွန်ကျယ်ပြန့်တဲ့ management ပညာကိုကျွန်တော်လူချင်းတို့အခုအချက်6ချက်ကိုအနှစ်ချုပ်ပြီးတော့ trigger နှစ်ခုနဲ့ကျွန်တော်လူချင်းတို့ကိုဆွေးနွေးပေးမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ပထမဆုံးပြောချင်တာအခုဆိုတာ management ပညာရဲ့ကြီးကကျယ်ပြန့်တာကိုကျွန်တော် zoom in လုပ်လိုက်တာပေါ့နော်အဲ့တော့ management မှာလည်းဒီတိုင်းပဲ zoom in zoom out ကအလွန်အရေးကြီးတယ်ဘယ်အချိန်မှာ zoom in လုပ်ပြီးတော့ဘယ်အချိန်မှာ zoom out လုပ်ရမလဲဆိုတော့စီမံခန့်ခွဲသူတွေအနေနဲ့ကောင်းစွာနားလည်မှုလို့ဒါမှသာကျွန်တော်တို့ကလက်ရှိဘယ်အချိန်မှာဆိုဒါကိုကျွန်တော်တို့က စီမံခန့်ခွဲပြီးဆောင်ရွက်နိုင်မှာဖြစ်တယ်။အဲ့တော့ဥပမာဆိုပါစို့ကျွန်တော်လက်ဖက်ဆိုင်ဖွင့်ထားတဲ့သူတယောက်ဆိုရင်ဟဟလာအဲကျွန်တော်လက်ဖက်ဆိုင်မှာမနက်ဖြန်ကျရင်အီဂျာဝေးဘယ်နှခုရောင်းရမလဲစမူစာဘယ်နှခုပြင်ဆင်ထားရမလဲပလာတာဘယ်နှခုပြင်ဆင်ထားရမလဲအဲ့ဒါတွေအားလုံးသိတာဒီ zoom in ဖြစ်တယ်။အဲ့တော့ American သမ္မတ Donald Trump ကမင်းညဘာအမိန့်တစ်ခုထပ်ထုတ်လိုက်လေသိတာအဲ့ဒါသူ zoom out Israel နဲ့ Palestine ဘာတွေဖြစ်နေလဲသိတာ zoom out အဲ့တော့ဘယ်အချိန်မှာ zoom in လုပ်ပြီးတော့ဘယ်အချိန်မှာ zoom out လုပ်ရမလဲဆိုတော့ management လေ့လာတဲ့သူတွေအနေနဲ့ကောင်းစွာနားလည်ဖို့လိုတယ် တချို့ကဇွန်မင်ကြီးပဲတိတ်လို့တယ်ကိုလုပ်ငန်းကြောင်းတော့ကိုသိတယ်အပြင်မှာဖြစ်နေတာဘာမှမသိဒါဆိုရင်လည်းအောင်မြင်သင့်တော့မအောင်မြင်တချို့ကဇွန်အောက်ဟာတကဘာလုံးကဖြစ်နေတာတွေအကုန်သိတယ်သူ့လုပ်ငန်းကြောင်းတော့ तू မသိဘူးဒါလည်းမဖြစ်ဘူးအဲ့တော့ management လုပ်မဲ့သူကဘယ်အချိန်မှဇွန်မင်လုပ်ပြီးဘယ်အချိန်မှဇွန်အောက်လုပ်အဲ့ဒါကိုလူကြီးမလို့ကောင်းစွာနားလည်ဖို့အရေးကြီးပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့အလွန်အရေးကြီးဆုံးအချက်ကကျွန်တော်တို့အနေနဲ့ management ကိုလေ့လာမယ်ဆိုကျွန်တော်အခုပြောတရိကံနှစ်ခုကျွန်တော်တို့မဖြစ်မနေသိဖို့လို့ဒီဘက်တရိကံကိုကျွန်တော်ကြည့်ကြည့်အောင်အဲ့ဒါပါလဲဆိုတော့ management လုပ်တယ်ဆိုတာဘယ်လုပ်ငန်းကိုပဲ management လုပ်လို့ဘရားကျော်ရောင်းတာနေ BMW ကထုတ်တဲ့ဒီ၃ညက်ဒီအခြေခံနေနံပါတ်၁ cost ကုန်ကျစရိတ်လက်ရှိကျွန်တော်နိုင်ငံမှာဆိုအခုအချိန်နေပိုးအရေးကြီးတယ်ကုန်ကျစရိတ်ကို short နိုင်တဲ့သူကပို့ပြီးတော့ရက်တည်နိုင်တာဖြစ်တယ်နောက်တစ်ခုကတော့ဗာလဲအချိန်တိုင်းအချိန်ဒီတစ်ကမ္ဘာလုံးသုံးတဲ့ currency ပဲပြီးရင်တော့ဘယ်လုပ်ငန်းမဆိုအရေးကြီးဆုံးကအရည်သွေးလို့ခေါ်တဲ့ quality ခုနဘရားကျော်ရောင်းတာနေ BMW ကထုတ်တဲ့ဒီ quality လူတွေက quality ကိုကြည့် ဆိုတော့ management လုပ်တယ်ဆိုတာဒီအချိန်ရယ်ကုန်ကြစည် cost ရယ် time အချိန်ရယ် quality အရေးအတွေးရယ် balance ပြအောင်လုပ်တာအဲ့ဒါ management ပဲကိုယ်လုပ်ငန်းအတိုင်းအတာနဲ့ကို balance ပြအောင်လုပ်တာအဲ့ဒီသုံးခုကမျှအောင်လုပ်ဖို့မလွယ်ဘူးဦးနင်းပဲ့ထောင်ပဲ့နင်းဦးထောင်အရေးအတွေးကိုကောင်းအောင်လုပ်လိုက်ရင်ဗါအချိန်တွေကပိုကျသွားတယ်ကုန်ကြစည်ကို short ချလိုက်အချိန်တွေကပိုကျသွားတယ် customer မြန်မြန်လုပ်ပေးပါပြောလို့အချိန်ကို short ချလိုက်ရင်ကုန်ကြစည်ကတက်ပြီးအရေးအတွေးကထိုးကြပါအဲ့ဒီသုံးခု balance ပြအောင်လုပ်နိုင်တာ management ဒါပေမဲ့အဲ့ဒါက အဲ့ဒါကိုလုံနိုင်မှုအတွက်ကျွန်တော်တို့မှာဖြည့်ဆည်းထားရမယ့်အရေးချင်းအရေးသွေး၃ရက်စီမံခန့်ခွဲသူတွေမှာရှိရမယ့်အရေးချင်းအရေးသွေး၃ရက်ကိုဒီဘက်တရိတ်ကမှာကျွန်တော်တို့ကြည့်လို့ရနံပါတ်၁ကတော့ကျွမ်းကျင်မှုဖြစ်တယ် skill ဒါတော့ရှင်းတယ်ကိုလုပ်တဲ့အလုပ်ကိုကိုမကျွမ်းကျင်မနဲ့ဘာမှဆက်လုပ်လို့မရကျွမ်းတယ်ဆိုတာလောလောပြောလို့မရဘူးเนาะမီးလောင်တာနဲ့မီးကျွမ်းတာမတူဒီခွက်ကိုမီးလောင်အပေါ်ရနှက်ခမ်းသားတွေလောင်သွားတယ်မီးလောင်တယ်ပြောလို့ရဒီခွက်ဒီအတွင်းရောအပြင်ရောနှက်နှက်ဆက်ဆက်လောင်မှကျွန်တော်တို့ကမီးကျွမ်းတယ်လို့ပြောလို့ရဒီတိုင်းပဲပညာရေးတစ်ခုကိုကျွမ်းကျင်တယ် လုပ်ငန်းတွေပဲတခုကျွမ်းကျင်နေဆိုအတွင်းရောပြီးရောနှက်နှက်ဆက်ဆက်အကုန်သိမြင်နားလည်ဖို့လိုအပ်တယ်အကျွမ်းကျင်မှုရှိဖို့လိုတယ်နံပါတ်၄အချက်ကတော့တွေးခေါ်မှုပဲ critical thinking စီဝိုင်းရမှာသူများမတွေးတာကိုတွေးနိုင်တဲ့သူဟာအကျိုးမြတ်များမှာဖြစ်တယ်အသူများနဲ့မတူအောင်တွေးရမယ်အပြုသဘောဆောင်ပြီးတွေးနိုင်မှုလိုတယ်နောက်ဆုံးအချက်တစ်ချက်ကတော့ဆက်သွယ်ဆောင်ရွက်မှုစွမ်းရည်လို့ခေါ်တဲ့ communication skill လူတွေနဲ့ထိရောက်စွာဆက်သွယ်ဆောင်ရွက်နိုင်မှုဒီအလွန်ကြီးကျယ် management ရဲ့ရှစ်စရာကိန်းလုံးဟာ ်ဆက်သွယ်ဆောင်ရွက်နေရတာဖြစ်တယ်ကတ်ရှမာရီနဲ့ဆက်သွယ်ရတယ်ကိုလောက်ငွေသားတွေနဲ့ဆက်သွယ်ရကိုအထက်လူကြီးတွေနဲ့ဆက်သွယ်ရကိုပြိုင်ဘက်တွေနဲ့ဆက်သွယ်ရဒါတွေဒီလူချင်းမြေ communication skill ပဲဒါကြောင့်ဒီ၃ခုဒီ management မှာအလွန်အရေးကြီးတယ်အဲ့ဒီမှာဒီ3 gun ဒီဒီကြွန့်ကျင်မှုတွဲခေါ်မှုနဲ့ဆက်သွယ်ဆောင်မှုစွမ်းရည်ဒီ၃ခုလုံးမြ ्याज ရှိဖို့လို့တခုတုံညဖြစ်သွားတယ်ကျန်တဲ့ဟာတွေအားလုံးလူချင်းမရဲ့တွဲခေါ်မှုတုံညဖြစ်တဲ့ဆိုကျွမ်းကျင်မှုကတရားပဲရှိရှိ communication skill ကတရားပဲရှိတုံညပဲအ ဒါကြောင့်တစ်ခုခုတုံညာဖြစ်လို့မရဒီသုံးခုမျှချဖြစ်အောင်ကြိုးစားမယ်ပြီးရင်ခုနပြောတဲ့ management ရဲ့အဓိကရည်ရွယ်ချက်သုံးခုဖြစ်တဲ့ကုန်ကျစရိတ်အချိန်နဲ့အရေးတို့ကိုကောင်းစွာစီမံခန့်ခွဲနိုင်ရင်လူချင်းတို့ရဲ့ management တွေတိုးတက်လာမှာဖြစ်ပါတယ်အောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြေအဝယုံကြည်ပါတယ်ဒီ season ကြီးတဲ့သူတွေအတွက်ကျွန်တော်ရဲ့စာအုပ်၅အုပ်ကိုလည်းလက်ဆောင်ပေးဦးမှာဖြစ်တယ်အဲဒီ season မှာပါဝင်ခြင်းရင်ကျွန်တော်အခုကျွန်တော် video file လေးကိုမျှဝေလိုက်ပါ မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးထားပေးပါအဲ့ဒီထက်က၅ဦးကိုရွေးချယ်ပြီးတော့တဦးကိုတအုံနှုံးနဲ့ကျွန်တော်ရအမှတ်တရလက်မှတ်နဲ့ဒူလေးလူချင်းတို့ပို့ကပါမပေးရဘူးအိမ်တန်ရာရောက်စာအုပ်လက်ဆောင်ပေးပို့ပေးဦးမှာဖြစ်ပါလေလို့တည်ငောင်းပါလို့ပါတင်နန်းတက်ချင်တဲ့သူတွေကကျွန်တော်တလောက်ကိုတင်နန်းတစ်မျိုးပဲဖွင့်ပါတယ်အခုလာမဲ့6လပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရစီမံခန့်ခွဲမှုဆိုင်ရာတင်နန်းဖြစ်တဲ့ Certificate in General Business Management အခြေခံစီးပွားရေးစီမံခန့်ခွဲမှု သင်တန်းဖြစ်ပါတယ်။ online သင်တန်းတွေအခုလာမဲ6လပိုင်း10ရက်နေစမှာဖြစ်ပါတယ်။ online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data အသီးသီးကမ္ဘာ data အသီးသီးကတက်နိုင်ပါတယ်။နေ့စဉ် recorded video တွေကိုကျွန်တော်တို့ Facebook group ထဲမှာတင်ပေးမယ်။ Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းပြန်တင်ပေးမှာဖြစ်တယ်။အဲ့ဒါတလားဖြစ်တယ်။ live lecture ကိုတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း Zoom application ကနေရင်းနှီးချစ်ခင်စွာကျွန်တော်နဲ့ဓာတ်ရိုက်တွေ့ဆုံပြီးတော့တင်နိုင်မှာဖြစ်တယ်။မေးခွန်းတွေလည်းကျွန်တော်မေးလို့ရတယ်။အဲ့တော့သင်တန်းတက်နေရင် group coaching မှာရအောင်ဆောင်ရွက်ပေးတာဖြစ်တယ်။ Zoom live lecture ကိုလည်းမတက်ဖြစ်မပူနဲ့။နောက်ရမှာ recorded video ကို group တွေထဲမှာပြန်တင်ထားပေးမှာဖြစ်တယ်။တနင်္ဂနွေတစ်လပြီးသွားလို့ assignment ဆောင်ရွက်ရင် certificate ကို email ကနေပေးပို့ပေးမှာဖြစ်ပါတယ်။အပြင်လူတွေ့တင်တန်းကတော့ကျွန်တော်တို့လာမယ်6လပိုင်း14ရက်နေ့နဲ့15ရက်နေ့စနေတင်းတွေနေ့ရက်မှာမနက်7:00နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့တော်ဝင် center 3လမှာရှိတယ်။ကျွန်တော်ရဲ့ annual တင်တန်းကျောင်းမှာကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာနေ့ရက်တွေ့ဆုံပြီးတက်ရောက်အောင်မှာဖြစ်ပါတယ်။အဲ့တော့ online တင်တန်းမဲ့တက်ချင်းတက်ချင်းအပြင်တင်တန်းမဲ့တက်ချင်းတက်ချင်းလူ ျွန်တို့ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ကို comment မှာမေးနဲ့ Messenger message မှာရေးထားပေးပါကျွန်တော်တို့ team ကဆက်သွယ်ပေးပါမယ်အခုအစီအစဉ်ကြည့်တဲ့သူတိုင်းကို20% discount ပေးထားပါတယ်အခုကျွန်တော်ဒီ page တွေတော့ဝင်ကြည့်ပါအပေါ်ဆုံးမှာလည်းတင်တန်းချောင်းအသေးစိတ်ကို video file နဲ့တူတင်ထားပေးပါတယ်ဒီတင်တန်းဒီဘယ်လိုလူတွေတက်တင်လဲဆိုတော့ကိုကစီးပွားရေးတစ်ခုလောက်ကန်အောင်မြင်နေပြီးအတွေ့အကြုံရှိပြီးသား management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်ကိုကဝင်ထမ်းလောက်တဲ့အတွေ့အကြုံရှိပြီးသားစီမံခန့်ခွဲပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ် စီမံခန့်ခွဲမှုပညာအခုမှစတင်လည်လာမဲ့ကျောင်းသားကျောင်းသူလူငယ်တွေလည်းတက်ရောက်နိုင်ပါတယ်။နောက်ကိုယ်ကစီးပွားရေးလုပ်ဖို့ idea ရှိပြီးသားအဲ့ဒါကိုလက်တွေ့အကောင့်ထဲပေါ်ဖို့အတွက် theory တွေလည်လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်။စီဝါရေးစီမံခန့်ခွဲပညာနဲ့ပတ်သက်ပြီးတော့ diploma ဆက်တက်မဲ့သူတွေ MBA ဆက်တက်မဲ့သူတွေလည်းအခြေခံအနေနဲ့တက်ရောက်နိုင်တာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်နဲ့အတူလူချင်းမျိုးရဲ့စီမံခန့်ခွဲပညာကိုတဆင့်မြင့်ပြီးတော့အတိတ်တတိုးလာအောင်အတူတကွလေးလာတင်ယူလိုက်ကြပါစို့ We must work together we must build our nation